ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်ဒီ HS broker မှာကျွန်တော်တို့ဒီအကောင့်ကိုဘယ်လိုမျိုး trading account ကိုဘယ်လိုမျိုးဖွင့်မလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီကိစ္စကျွန်တော်ဗီဒီယိုတော့ကျွန်တော်တို့ဒီ account register တင်ပြကိုကျွန်တော်ရှင်းပြပေးပြီးဒီနေ့မှဆိုလို့ရှိရင်ကျွန်တော် account လေး verify ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာပေါ့နော် verify ဖြစ်တဲ့ဟာလေးကကျွန်တော်ဒီလိုမျိုး verify ဖြစ်သွားပြီအောင်သွားပြီကျွန်တော်တို့ရဲ့ဒီ passport ညနာရဲ့နောက်ကအောက်ရက်ဒီကျွန်တော်ရဲ့လိပ်စာစာရွက်ထည့်ပြီးတော့အောင်းသွားပြီဆိုလို့ရင်ကျွန်တော် effort ပေါ်သွားမှာဖြစ်ပါတယ်ဒီလိုမျိုး effort ဖြစ်သွားပြီး validation အောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ်ကျွန်တော်လောက်ရမယ့်ဟာကကျွန်တော် open လဲအကောင့်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ trading account ကိုပေါ့နော်ကျွန်တော်လိုချင်တဲ့ MD5 ID4 trading account ကိုဖွင့်မှာဖြစ်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်ဒီ MD5 ID4 trading account ကိုဘယ်လိုမျိုးဖွင့်လဲဆိုတော့ကျွန်တော်လာရောက်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကျွန်တော်ကဒီ open layer account ကိုနှိပ်ရမှာဖြစ်ပါတယ်နော် ဟိုက verify အောင်သွားပြီလို့ရှိရင် open layer account ကျွန်တော်နှိပ်မယ်နောက်ပါခင်ဗျာ open layer account ကိုနှိပ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးမျက်နှာပေါ်လာမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ယူရမယ့်ဟာ number 1 select platform ကျွန်တော်တို့လိုချင်တဲ့ platform ကိုယူရမယ် number 2ကျွန်တော်တို့ဒီကျွန်တော်တို့ account file ပုံစံပြီးလို့ရှိရင်ကျွန်တော် email မှာ confirm လုပ်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့နှိပ်ရမယ့်ဟာကဒီနေရာလေးမှာပဲဖြစ်ပါတယ်ကျွန်တော် platform ကျွန်တော်လိုချင်တဲ့ဟာ balance ကောင်းမလဲကျွန်တော်က MP4 MP5 အခုရှိတာဖြစ်ပါတယ်ကျွန်တော်တော့ anti5 ကိုဘောင်းလာပြစ်တိတွဲ anti5 ကိုပြတ်မှာဖြစ်ပါတယ်ခင်ဗျ။အဲတော့ကျွန်တော် anti5 ကိုရွေးလိုက်မယ် anti5 ရွေးလို့ရှိရင်တော့ဒီမှာ continue ကိုကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာနော်။ continue လေးကိုနှိပ်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော် select account file ကိုကျွန်တော်ရွေးရမှာဖြစ်ပါတယ်။အော်ကျွန်တော် select ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီနားမှာကျွန်တော်ဒီ account တွေနော်အများကြီးပေါ်တာဖြစ်ပါတယ်။နဲ့၄၆၇မျိုးပေါ်တာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့က send eq account ပါဖြစ်ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ပြီးလို့ရှိရင်တော့ passive eq ပြီးလို့ရှိရင် elite eq ပေါ့နော် EQ ကကျွန်တော်တို့ဒီနောက်ကဒီသင်္ကေတပေါ့နော်ဒါရှေ့ကဟာကျွန်တော်ကစင်းကိုတောင်းရမှာစင်းဆိုလို့ရှိရင်ပြားကောက် plastic ဆိုလဲဟာကျွန်တော်ကဒေါ်လာကောက်ပဲပေါ့နော်ပြီးလို့ရှိရင် standard ကောက် pro ကောက် micro ကောက်ဆိုကောက်တွေမျိုးမျိုးရှိတာဖြစ်ပါတယ်ဒီကောက်တွေကကျွန်တော်ဘယ်လိုမျိုးအပတ်ကျအားနေကျရှိလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီ HS blocker ရဲ့ရှေ့မျက်နှာကိုကျွန်တော်လာလိုက်မယ်လာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအကောက် နဲ့ပတ်သက်ပြီးတော့ရှင်းရပေးတဲ့ဟာတွေရှိတယ်ပေါ့เนาะကျွန်တော်ကဒီ account ပုံစံကိုကျွန်တော်ကြည့်ရင်းနေဆိုလို့ရှိရင်ဒီမှာကျွန်တော်လာတော့ရတယ်ပေါ့เนาะ trader တမအတွက်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီ trader လေးကိုကျွန်တော်နှိပ်ပြီးလို့ရှိရင်ဒီမှာ account trying ဆိုတဲ့နေရာလေးရှိတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်နှိပ်ရှားကြည့်ကြည့်လိုက်ပါနေပြီလို့ရှိရင်ဒီမှာသူက account နဲ့ပတ်သက်ပြီးတော့ရှင်းနာပေးတဲ့ဟာတွေရှိတာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်က number 1 buffer list ဆိုတဲ့နေရာမှာကျွန်တော်က number 1သူရှင်းနာပေးတဲ့ account file လေးက နံပါတ်1စတင်ဒါကောက်စတင်ဒါကောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗာရမယ်ဆိုတော့ anti 4 anti 5 trading ကောက်တွေရမှာဖြစ်ပါတယ်ခင်ဗျာเนาะ anti 4 anti 5 definition ထားပေးတယ်เนาะပြီးလို့ရှိရင်တော့ average speed ကျွန်တော်တို့က1.1ရှိမှာဖြစ်ပါတယ်ဒါ EURUSD commission မရှိပါဘူးခင်ဗျာเนาะ ဒါကျွန်တော်တို့ excuse မဲ့ကျွန်တော်တို့ဒီဟိုထိနိုင်သောငွေကြေးတွဲတွေပေါ့เนาะကျွန်တော်တို့ currency တွေ meta တွေ crypto တွေ energy တွေရတာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒါလေးကိုကျွန်တော်ကဟိုကြည့်ကြည့်လို့ရတာဖြစ်ပါတယ်အပြီးလို့ရှိရင်ဒီမှာ sin account sin account လဲ sin account ကဘာလဲရရဆိုရင် amplify platform ပဲရမယ်နောက်ပြီးလို့ရှိရင်တော့ spec ကတော့ကျွန်တော်တို့က1.1ပဲ commission မရှိပါဘူးကျွန်တော် trade လို့ရတဲ့ဟာကျွန်တော်တို့ currency နဲ့ main တော့ကျွန်တော်ပဲရမှာဖြစ်ပါတယ်ခင်ဗျာเนาะပြီးလို့ရှိရင် micro micro account ကကျွန်တော် amplify trading account ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် spec ကလည်း1.1 commission မရှိပါဘူးကျွန်တော် trade လို့ရ တဲ့ငွေတွေတွေကဒါတွေပြက်တာဖြစ်ပါတယ်နော်။အာပြီးလို့ရှိရင်ကျွန်တော်ကဒါ professional ဆိုတဲ့နေရာကိုကျွန်တော်တစ်ချက်ပြန်နိုင်တယ်နော်။အကောက်တွေကအများကြီးပဲ။ဒါကျွန်တော်ဒီရိုးရိုးလေးမှကျွန်တော်ကျွန်တော်ပုံမျိုးရှိတာဖြစ်ပါတယ်နော်။ပြီးလို့ရှိရင်ကျွန်တော် professional နေရာမှာကျွန်တော်တစ်ချက်နိုင်တယ်။ professional တစ်ချက်နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်ကောက်ကဘလိုကောက်လာမယ်နော်။ ဘလိုကောက်ဆိုလို့ရှိရင်တော့ဗာရမယ်ဆိုတော့ anti 4 anti 5ရမယ် speed ကနည်းလာမှာဖြစ်ပါတယ်ရှေ့တော့ကကျွန်တော်ကဒီ standard ကောက်တွေမှာကြတော့1.1နဲ့ရှိတာဖြစ်ပါတယ်ဘလိုကောက်မှာကြတော့ကျွန်တော်က0.7နဲ့ speed နည်းသွားတာပေါ့နော် commission မရှိပါဘူးညာကျွန်တော် trade လုပ်ရတဲ့ galaxy တွဲတွေပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ elite elite မှာကြတော့ကျွန်တော်က anti 4 anti 5ရမယ် speed နည်းလာမှာဖြစ်ပါတယ်0.1ပဲကျန်တော့မှာဖြစ်ပါတယ်ဒါမှကျွန်တော် commission ကကျွန်တော်တို့ဒီမှာပေးရမှာဖြစ်ပါတယ်ဒီ A2 အကောက်ကိုဖိတ်မယ်ဆိုလို့ရှိရင်သူက စပိနေတယ်ဒါပေမဲ့ကော်မရှင် ပေးရမှာဖြစ်ပါတယ်ကော်မရှင်က1 lot မှာဒါ6ဒေါ်လာတော့ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ဒီမှာကျွန်တော် trade လုပ်ရတယ်ငွေတွဲတွေပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ VIP VIP ရွေးမယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ anti fight trading ရမယ်ပြီးလို့ရှိရင်တော့ split က0.1ပေါ့เนาะဒါပေမဲ့ကျွန်တော် commission ရှိရပေါ့เนาะဒါအများအနေနဲ့ပြတ်ထားပြာ commission ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့အခုမှဒီဟာတွေရှိရเนาะကျွန်တော်တို့ကဒါ loss speed wealth commission ကျွန်တော် maximum deposit တွေရှိတယ် ဒီ VIP လိုချင်လို့ရှိရင်ဒေါ်လာ3သိန်းဖွင့်ရမှာဖြစ်ပါတယ် A list ဆိုလို့ရှိရင်တော့ဒေါ်လာ900နဲ့စလို့ရတယ်ပေါ့နော်ကျွန်တော် Pro account ဆိုလို့ရှိရင်အဲဒေါ်လာ900နဲ့စလို့ရတာဖြစ်ပါခင်ဗျဒီ share ကကျွန်တော် standard account တွေပါကြတော့ကျွန်တော်က deposit ဟို30နဲ့စလို့ရတယ်ပေါ့နော် same account လည်းလို့ပဲကျွန်တော်က micro account လည်းလို့ပဲကျွန်တော်က deposit 30နဲ့စလို့ရတာဖြစ်ပါ30ဒေါ်လာနဲ့စဖွင့်မယ်ဆိုလို့ရှိရင်တော့ဒီ share က standard တွေ same တွေ micro တွေလို့တောင်းလို့ရတာဖြစ်ပါတယ် ကျွန်တော်မိတ်ဆက်ပေးခြင်းတာကစတင်တဲ့ကိုမိတ်ဆက်ပေးခြင်းတယ်ပေါ့နော်စတင်တာကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ကတခြားသောငွေတွဲတွေအများကြီး trade လုပ်ရစတင်တာကြတော့လေကျွန်တော်က micro ကြတော့ငွေတွဲတွေအများကြီးမရအောင်စင်းကြတော့လည်းအများကြီးမရအောင်စင်းကပြာကောက်ဆိုတော့ကျွန်တော်အများကြီးမရအောင်စတင်တဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခြားငွေတွဲတွေအများကြီးထုတ်လို့ရတယ် trade လုပ်ရတယ် future တွေပါ energy တွေနဲ့အကုန်လုံးရတာအဲဆိုတော့တကယ်လို့ကိုကကိုရဲ့ deposit fund ထားကျွန်တော်တို့10နဲ့စမယ်ဆိုလို့ရှိရင်တော့စတင်တဲ့ကိုရွေးပြီးတော့ဖွင့်ကြတာပါခင်ဗျာနော် တကယ်ကြီးကိုရဲ့အောက်က900နေစမယ်ဆိုလို့ရှိရင်တော့ professional site ကိုလာပါ professional site လာပြီဆိုလို့ရှိရင်တော့ဘယ်နဲ့စမလဲကျွန်တော်ဒီမှာ pro account နဲ့စလို့ရတာဖြစ်ပါတယ် pro account ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ commission ဟိုဟာ deposit စားရမှာဖြစ်ပါတယ်ခင်ဗျာ anti quantify ရမယ်အာ split နဲ့မယ်ပေါ့နော် commission မရှိဘူး split နဲ့မယ်0.7ပဲမယ်ပြီးလို့ချင်းတော့ငွေကျွဲတွေများပြလို့ရတယ်ဒီလေးကြတော့ကျွန်တော်က $500 ပဲဒါပေမဲ့သူ့မှာ commission ရှိတယ်ပေါ့နော် split နဲ့ပါလေဒါပေမဲ့ commission ပေးရမှာဖြစ်ပါတယ်ခင်ဗျာ BIP မှာကြတော့ကျွန်တော်ကကျွန်တော် commission တော့ပေးရမယ် split ရလည်းနဲမယ်ဒါပေမဲ့ deposit ဒီကျွန်တော်က $3000 ပဲထဲမှာရတာဖြစ်ပါတယ်ခင်ဗျာနော်ပြီးလို့ချင်းတော့ partner ဆိုတဲ့နေရာတစ်ချက်ရှိတယ်ဒီ partner နေရာကျွန်တော်နှိပ်ပြီဆိုလို့ချင်းတော့ credit တွေလာမယ်ပေါ့နော် credit မှာဆိုလို့ချင်းကျွန်တော်က ဒါကျွန်တော်အ no minimum deposit ကျွန်တော်တို့10နဲ့စားလို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အန်ဒီဖိုအန်ဒီဖိုင်ရမယ်ဒါပေမဲ့ကျွန်တော်တို့ space များသွားမယ် commission မရှိဘူးပြီးလို့ရှိရင်တော့ဒါငွေကြေးတွဲတွေ trade လို့ရတဲ့ငွေတွဲတွေပေါ့ပြီးလို့ရှိရင် extra extra မှာလည်းကျွန်တော်က deposit ဒီကျွန်တော်က ဟို10နှစ်စားလို့ရတယ်ပေါ့နော်။အမှန်ကျမရှိတာလည်းဆိုတော့10နှစ်စားလို့ရတယ်။ပြီးလို့ရှိရင်တော့ ID4 ID5 တော့ speed များသွားမယ်။ commission မရှိဘူး။ကျွန်တော် trade လုပ်ရတဲ့ငွေတွေ။ပြီးလို့ရှိရင် plus plus မှာကြာတော့လည်းကျွန်တော်ကဟို easy man deposit မရှိဘူးပေါ့နော်။ကို10နှစ်စားလို့ရတယ်။ ID4 ID5 ရမယ်။ level နဲ့နေသွားမယ်။ဒါမဲ့ commission ပေးရမှာဖြစ်ပါပေါ့နော်။ 25 20ဆိုတော့အဲ့ဒါ commission ပေးရမှာဖြစ်ပါတယ်ဒါ one lot တွေပါဝင်လို့ရှိရင်ပေါ့နော် one lot မဝင်လဲကျွန်တော်ကပေးရမှာပဲ commission ပေါ့နော် okay ဒါပြည့်ရှင်တော့ကျွန်တော် trade လုပ်ရတဲ့ငွေတွေပဲဖြစ်ပါတယ်အဲ့ဆိုတော့ဒီထဲမှာကျွန်တော်ကဘယ်အကောက်ကိုသုံးရင်ကောင်းဆုံးလဲဆိုတဲ့ဟာကကျွန်တော်ကတော့ဒါဒီ30နဲ့စမယ်ဆိုလို့ရှိရင်တော့ standard ကိုသုံးပါကိုကဟို900မပြည့်ဘူး30 100 200 300နဲ့စမယ်ဆိုလို့ရှိရင်တော့ standard ကိုဖွင့်ပါခင်ဗျာကောင်းပါတယ်နော် ဖိလို့ရတဲ့ငွေတွေလည်းအများဖိလို့ရတယ်စပစ်လည်းနည်းတယ်ပေါ့နော်ကော်မရှင်မရှိဘူးအတရက်ကိုက900ထက်ကိုစမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ pro account ကိုသုံးတာကောင်းပါတယ်ခင်ဗျာနော် pro account pro account ဆိုလို့ရှိရင်ကျွန်တော်က spec က0.7ရှိပြီမယ်ကျွန်တော်ကော်မရှင်မပေးရအောင်တကယ်လို့ကိုက daily ကိုသုံးမယ်ဆိုလို့ရှိရင်တော့ကော်မရှင်ပေးရမယ် နော်အဲ့တော့ commission ပေးရမယ်ဒါပေမဲ့ split နဲ့ဝါမယ်ဒါကျွန်တော်တို့နှစ်ခုသုံးလို့ရတယ်အကယ်လို့ကိုက VIP သုံးမယ်ဆိုလို့ရှိရင်ဒေါ်လာ300နေစပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်ဒီ professional သုံးကြည့်ပါနော် professional မှာကျွန်တော်က pro ရမယ် elite ရမယ် VIP ရမယ်ပေါ့နော်ကိုကဘယ်လောက်နေ deposit စမယ်ပေါ့ကျွန်တော် commission ပေးရင်တော့ကျွန်တော် pro အကောက်ပဲကျွန်တော်တောင်းတယ် pro အကောက်သုံးလို့ရကျွန်တော်ကဘယ်လောက်ထည့်လဲဆိုတော့ဒေါ်လာ3000ထည့်တာပေါ့နော်ဒေါ်လာ3000နေထည့်လို့ရအနည်းဆုံး900နေထည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒေါ်လာ3000နေစလို့တော့ပွက်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ split ကတော့ကျွန်တော်တို့ကစောက်လို့ရတယ်ဗျာဒါမှမဟုတ်ကျွန်တော် commission မပေးချင်ဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဒါကိုကြိုက်ပေါ့နော်ကိုဟာကိုရွေးချယ်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့ account verify အောင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ဆင်ပြေတဲ့ trading account ကို ဖွင့်ရမယ်အကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာနော်မလို့ဖွင့်မလဲဆိုရင်ထပ်တော့ပြောပြပေးမှာဖြစ်ပါတယ်။ Okay ဆက်တော့ကျွန်တော်ကဒီ account ဖွင့်မဲ့နေရာကိုကျွန်တော်ကပြန်လာမယ်ပေါ့နော် account ဖွင့်မဲ့နေရာမှာကျွန်တော် open layer account ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ platform ကိုရွေးမယ်ကျွန်တော်က anti five ကိုရွေးပြီးပြီပေါ့နော် anti five ဒီမှာ anti five ကျွန်တော်ရွေးရတယ်။ anti five ကိုကျွန်တော်တောင်းမယ်ပေါ့ anti five တောင်းလို့ရှိရင် continue ကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်က အကောက်ရဲပုံစံကိုကျွန်တော်ယူရင်းမယ်ကျွန်တော်တော့30နေစမယ်ဆိုရင်ကျွန်တော်ကစတန်ဒတ်ကိုယူမယ်ပေါ့နော်စတန်ဒတ်ဘယ်နှမှာစတန်ဒတ်အားဒါမှစတန်ဒတ်เนาะ EQ ကတော့နောက်ကဒါကုမ္ပဏီရဲ့သင်္ကေတပေါ့နော်ကျွန်တော်တို့ကရှေ့ကစတန်ဒတ်ကိုပဲကြည့်မယ်စတန်ဒတ်ကိုကျွန်တော်သုံးမယ်ဆိုလို့ရှိရင်အနည်းဆုံးဒေါ်လာ30နေစလို့ရတယ်ကော်မရှင်မရှိဘူးပေါ့နော်စပိတ်လည်းနဲတယ်တကယ်လို့ကိုက900ထဲစမယ်လို့ရှိရင်ဘလို့အဲ့လိုမျိုးသုံးလို့ရအောင်ဖြစ်ပါတယ်ကျန်တဲ့ခါတွေကကျွန်တော်မသုံးဘူးပေါ့နော်အဲကျွန်တော်က လိုအောက်ကိုတောင်းမယ်တကယ်လို့ကိုကဟို order ဝင်တာနဲ့ဝင်ချင်းမျက်ကျင်တယ်ဆိုလို့ချင်းဆိုနာဒီ professional စိတ်မှတည်းရဲ့အောက်တွေကိုတောင်းကြည့်ပါဘိုးတော့ကောင်းတာဖြစ်ပါတယ်ခင်ဗျာနော် professional အောက်တွေမှာဆိုလို့ချင်းကျွန်တော်တို့ split နဲ့တာဖြစ်တည်တဲ့ဝင်တာနဲ့ဝင်ချင်းမျက်သွားမယ်ဗျာ နော်အဲ့လိုမျိုးဖြည်းဖြည်းရလို့ရှိရင်ရောက်အောင်ရောက်ရင်ទីတာနဲ့တခါလဲပိတ်သွားမယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲကျွန်တော်ကတော့ standard နဲ့ protocol ကိုပဲကျွန်တော်ပေါင်းတာဖြစ်ပါတယ် standard ဆိုလို့ရှိရင်10နင်းစားလို့ရတယ် protocol ဆိုလို့ရှိရင်တော့900နင်းစားလို့ရတာဖြစ်ပါခင်ဗျာနော်အဲတော့ကျွန်တော်ကဒီ standard ကောက်လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်က level လေးဘလောက်ယူမလဲဆိုတော့ကျွန်တော်ပေါ်လာတယ်။ level လေးကျွန်တော်က2000ယူမလားသူအမြင့်ဆုံး2000လေးပေးရတာဖြစ်ပါတယ်။ကိုကတော့ ကိုကျက်လောက်ကိုယူလို့ရတယ် leveling ရဲ့အကောင်းကျိုးဆိုးကျိုးကတော့ကျွန်တော် leveling များရင်ကျွန်တော်ကချင်းွေဒါချင်းွေပေါ့နော်ပုံတွေထုတ်ပေးတဲ့ချင်းွေအဲ့တော့ဒီ leveling များလို့ရှိရင်ကျွန်တော်ငွေရဲ့အစား2000ဖြစ်သွားဆိုတဲ့သဘောမျိုးပေါ့နော်နောက်က2000ဆိုတဲ့ဟာကကိုငွေတစ်ချက်မှာအစား2000ဖြစ်သွားတယ် ကုန်ငွေတရာမှာအစနှထောင်ဖြစ်သွားတယ်အဲ့လိုမျိုးသဘောပေါ့နော်ဒါ level လေးများရင်တော့ကျွန်တော်ငွေနည်းလို့ရှိရင်တော့ order ပြည်ကြီးဝင်လို့ရတယ်ဆိုတော့သဘောမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်က over trade ဖြစ်စေတယ် level လေးများရင်ကျွန်တော်ကကျွန်တော် over trade ဖြစ်ဖြစ်စေတာဖြစ်ပြီးတည်းကျွန်တော်အစမတန်လောဆတ်ကြီးကြီးတွေဝင်ပြီလို့ရှိရင်ကျွန်တော်လမ်းမလို့ရှိရင်ပြုတ်မြန်တယ်ပေါ့သဘောမျိုးကအဲ့ဆိုတော့ level လေးရဲ့ကောင်းကျိုးဆိုးကျိုးကကျွန်တော် YouTube မှာလည်းနေတာပြီးပြီးပြီးဖြစ်ပါတယ်ခင်ဗျာနော်အော်ကျွန်တော်ကတော့ဘယ်လောက်ယူလဲကျွန်တော်က900ယူလိုက်တယ်ပေါ့နော် level လေး900ယူမယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ galaxy ကိုကဘာငွေကိုသုံးမလဲ US နဲ့သုံးမလားထိုင်ထိုင်ဘတ်နဲ့သုံးမလားပေါ့နော်ဒါ US ထိုင်ဘတ်ဆိုတဲ့ဟာကကျွန်တော်ရဲ့အကောင့်မှာပေါ်မဲ့ပုံစံပေါ့နော်ကျွန်တော်ရဲ့ anti fight trading မှာဖွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ anti fight trading မှာဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာ US ကိုရွေးမယ်ဆိုလို့ရှိရင်တော့ anti fight ကောက်မှာဒေါ်လာနဲ့ပြမှာဖြစ်ပါတယ်ဘယ်လောက်မြတ်နေပြီလဲဘယ်လောက်ရှုံးနေပြီလဲဆိုတာအောင်ပေါ့နော် တကယ်လို့ကွာ TH နဲ့သုံးမယ်ဆိုလို့ရှိရင် time band နဲ့ပြမှာဖြစ်ပါတယ်ဘယ်လောက်မြတ်နေပြီဘယ်လောက်ရှုံးနေပြီဆိုတဲ့ဟာကိုပြမှာဖြစ်ပါတယ်ဒါကကျွန်တော်ကနောက်ပိုင်းမှာပြန်ချိန်တော့မရဘူးเนาะတခါတဲ့အကောက်ရွေးကြတဲ့ဟာတခါတဲ့ကိုလိုချင်တဲ့ပုံစံနဲ့ကျွန်တော်ရွေးသွားရမှာဖြစ်ပါတယ်ဗျအဲကျွန်တော်က TH နဲ့ကျွန်တော်ရွေးလိုက်မယ်ဒေါ်လာနဲ့ရွေးလိုက်ရတယ်ပေါ့เนาะကျွန်တော်တော့ time band နဲ့ကျွန်တော်ရွေးကြည့်လိုက်ရွေးလို့ရှိရင်တော့ continue ကိုနှိပ်ပဲပေါ့เนาะ continue နှိပ်ပြီဆိုလို့ရှိရင်ဒီမှာသူကပေါ်ပေးတယ်ပြောပေးတယ်ပေါ့เนาะကိုရွေးတဲ့အကောက်က standard ကောင်းလေကျွန်တော် level လိုက်ကတင်းသမား900 လေစီကကျွန်တော်က time band နဲ့ပုံမှာဖြစ်ပါတယ်။ဒါကိုကျွန်တော်ကမကြိုက်သေးဘူးပြန်ပြောင်းမယ်ဆိုလို့ရှိရင်တော့နောက်ကိုပြန်ဆော့တော့ပြန်ပြောင်းလို့ရတယ်ပေါ့နော်။ဒီ continue နဲ့ပြီဆိုလို့ရှိရင်ပြောင်းလို့မရတော့ဘူးเนาะ။ဒါလေးမှသတိထားဖို့လိုတယ်။အဲ့တော့ဒီ continue နဲ့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်က email မှာကျွန်တော် confirm လုပ်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်က okay ဆင်းပြေပြီဆိုရင်တော့ continue ကိုနှိပ်မယ်။ဟုတ်ပြီခင်ဗျာ continue နှိပ်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ account ပုံစံလေးယူပါပေါ်လာပေးတာဖြစ်ပါတယ်။နောက်အဲ့ဒါကိုကျွန်တော်ကယူရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ login number ကဒီမှာဖြစ်ပါတယ်။ပြီးလို့ရှိရင် server ကဒီမှာ HS server level ကငားရကျွန်တော်တို့ရဲ့ trading password เนาะဒါလေးကိုကျွန်တော်ကအကောင့်ရမှာဖြစ်ပါတယ်ခင်ဗျအဲဆိုတော့ကျွန်တော်ကဒီမှာသူ့အနေနဲ့ကျွန်တော်တို့ဒီ account ကိုပေါ့เนาะကျွန်တော်တို့ဒီ email တွေကိုပို့ထားတဲ့အကြောင်း email တွေကိုပို့ထားတဲ့အကြောင်းပြောပြတာပေါ့เนาะအဲကျွန်တော် email မှာပေါ့တော့တစ်ချက်ပေါ့ကြည့်ကြည့်မယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော် email နဲ့ဝင်လာပြီဆိုလို့ရှိရင်ဒီမှာ extend ကလည်းပို့ပေးတယ်ကျွန်တော်က account လေးရှိမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ကဒီမှာ account ကျွန်တော်ဝင်ရမယ့်ဟာကကျွန်တော်သူတို့ပို့ပေးတဲ့ password ပေါ့เนา ကျွန်တော်ဒီမှာလုတ်အင်နာဘတ်ကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်เนาะကြည့်ရမှာဖြစ်ပါတယ်လုတ်အင်နာဘတ်ကိုကျွန်တော်ရွေးရမယ်ပြီးလို့ရှိရင် password password ကတော့ဒါပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်က trading ကျွန်တော်တို့ server ပေါ့เนาะဒါကျွန်တော်တို့ကောင်းချက်အရေးကြီးတာဖြစ်ပါတယ်ဒီ password ကိုကျွန်တော်ကနောက်ပြန်ချိန်လို့ရတယ်ပေါ့เนาะကိုလိုချင်တဲ့ password နဲ့ပြန်ချိန်လို့ရတယ်ပေါ့เนาะအဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ဒါကုတ်ရပြီဆိုလို့ရှိရင်ဒီကောင်ကျွန်တော် MP5 မှာချိန်လိုက်ရုံပဲ အကြေးများကျွန်တော်က password မကြိုက်ဘူးပြန်ချိန်မယ်ဆိုလို့ရှိရင်ချိန်လို့ရတယ်ဒါ trading account ရဲ့ password ပေါ့နော်ဟုတ်ပြီခင်ဗျာအဲ့ဆိုတော့ကျွန်တော်ကခုမှ antivirus software မရှိသေးဘူးဆိုလို့ရှိရင်တော့ download ဆွဲရမှာဖြစ်ပါတယ်ကျွန်တော်ကရှိထားပြီးသား antivirus account ထဲမှာဒီ account ကိုသွားချိန်လို့မရဘူးနော်ဒါဆိုသူ့ broker နဲ့သူ antivirus platform တွေကမတူကြဘူးခင်ဗျာနော်ကျွန်တော်က HSA ကိုသုံးမယ်ဆိုလို့ရှိရင် HSA ရဲ့ Antify Trading Platform ကို download ဆွဲရမှာဖြစ်ပါတယ်။တခြားသော Blockbuy ဆိုလို့ရှိရင်တခြားရဲ့ Antify Trading Platform ကိုတောင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တော့ဒီမှာ excel ကိုတော့မှပြည်တယ်ဒီမှာကျွန်တော်တို့ download trading platform ကျွန်တော်က download ဆွဲလိုက်ရပါပဲအဲ့ဆိုလို့ရှိရင်သူနေနဲ့ဟာကျွန်တော်ပေါ်လာပေးမှဖြစ်ပါတယ်ဘယ်အတွက်သုံးပါလဲပေါ့နော်ဒါကျွန်တော်တို့ MD5 MD4 အဲ့ဒီမျိုးဖွဲထားပေးတယ်နော်သိကြကြည့်ပါခင်ဗျာဒီဘက်မှာကျတော့ MD4 တွေ့ဒီဘက်မှာကျတော့ MD5 တွေ့အဲ့တော့ MD5 တွေ့ကျွန်တော်တို့ကဘာတွေ့လဲကျွန်တော်က window တွေ့လားနော် computer window တွေ့လားတော့မဟုတ်ကျွန်တော်တို့ရဲ့ ဒီ mobile တွက်လာပေါ့နော် android တွက်တာဆိုတော့ beta beta ဖြစ်ပါတယ်အာပြီးလို့ရှိရင်ကျွန်တော်ကဒီ website တွက်လာဆိုတော့ beta beta ဖြစ်ပါတယ်ခင်ဗျအခြားသောဒီကျွန်တော်တို့ဒီဟိုဟာတွေကြတော့အော် win နဲ့ပဲရမယ်နော်ကျွန်တော်တို့ဒီ app တွေကြတော့ပေါ့နော်ဒါ iphone သမားတွေတဲ့ phone သမားတွေတဲ့ပေါ့နော်ဒါကျွန်တော်တို့ phone သမားတွေအတွက် android phone သမားတွေတဲ့ mobile app တွေဒါကျွန်တော်ကတော့ computer window ဖြစ်တာပြီးပြီးအတွက်ဒီ window လေးကိုကျွန်တော် download ဆွဲလိုက်ပေါ့နော် ဝင် download ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီပုံမှာခုနေနဲ့ download ဆွဲနေတဲ့ဟာကိုပြတ်ထားပြီပါဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကောင်လေးကိုကျွန်တော်က install လုပ်လိုက်ရုံပဲ install လုပ်ပြီလို့ရှိရင်ကျွန်တော်ကကိုယ့်ရဲ့ setup မှာချိန်လိုက်ရုံပဲဒီမှာကျွန်တော် computer install လုပ်လိုက်โอเคကျွန်တော်တို့က install လုပ်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ next board သွား next board သွား next ကျွန်တော်ကတော့ကျွန်တော်ထဲမှာ install လုပ်ထားပြီပေါ့လို့ဒါကိုကျွန်တော် install မပြတော့ဘူးเนาะအားလုံးဒါလေးကိုလိုက်လို့ကြည့်လိုက် next 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 ပြီးလို့ရှိရင်ကျွန်တော်က computer ထဲမှာဒီ software ကို run လုပ်မှာဖြစ်ပါတယ်ညက် โอเคကိုရဲ့ desktop ပါမှာကျွန်တော် install လုပ်ပြီဆိုလို့ရှိရင်ဒီ desktop မှာပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ HS ဆိုပြီးတော့ anti site trading platform လေဒါလေးကိုကျွန်တော်ကဖွင့်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာเนาะတစ်ချက်နှိပ်တော့ဖွင့်လိုက်ပါဟုတ်ကဲ့ခင်ဗျာ anti file လေးကိုဖွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်လုပ်ထား install လုပ်ထားတဲ့ HS ရဲ့ anti file လေးရလာပြီဆိုလို့ရှိရင်ကျွန်တော်ပေါ်လာမယ်အဲ့တော့ကျွန်တော်အစအဦးဆုံးလုပ်တဲ့သူတွေကြတော့ဒီလိုမျိုးမပေါ်သေးဘူးပေါ့เนาะကျွန်တော်ကတခါတည်း ကိုယ့်ရဲ့ trading account နဲ့ log in လုပ်ရမယ်မျက်နှာလေးပေါ်လာမယ်ကျွန်တော်ကတော့လောက်ခပီးတာမလို့ဒီလိုမျက်နှာပေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အသေးပြန်ချိန်မယ်ဆိုလို့ရှိရင်ဒီမှာ finance ကိုလာမယ် finance လာပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ log in to trade account ဆိုတဲ့နေရာကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ sona ကဒီဖွင့်ထားတဲ့ account เนาะ log in number ကိုထည့်မယ်ပြီးလို့ရှိရင် password ထည့်မယ်ပြီးလို့ရှိရင် server ကိုယူရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် email ထဲမှာလည်းပို့ထားပေးတယ်ပေါ့နော်ဒီ email ထဲမှာလည်းပို့ထားတယ်ကျွန်တော်တို့ရဲ့ login number ရယ် password ရယ်ပေါ့နော်ဒါလေးကိုကျွန်တော် copy ကိုပြီးတော့ထည့်မယ် login number ရယ်ကို copy ကိုပွားမယ် ပြီးလို့ရှိရင်ကျွန်တော်က HR တဲ့ကိုသွားမယ် anti fight တဲ့ကိုပြီးလို့ရှိရင်ဒီမှာချမယ်ပြီးလို့ရှိရင် password password လည်းဒီတိုင်းပဲဆောင်းသားပြီးလို့ပို့ပေးတယ် trading password ပေါ့နော်ဒီကောင်လေးကိုကျွန်တော် copy ကူးသွားမယ်ဒါပြန်ချိန်လို့ရရယ်နော် password ကပြဿနာမရှိဘူးအဲကျွန်တော်က password ကိုဒီမှာထည့်မယ်ထည့်ပြီးလို့ရှိရင်သူပေးတဲ့ server လေးကိုကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်သူကတော့ဒီမှာ hs fitness vn1 ဆိုတော့ပေးထားတယ်အဲဒီ server လေးကိုကျွန်တော်ယူရမှာဖြစ်ပါတယ်ဒီအောက်မှာပေါ့နော်အဲကျွန်တော်က number 1 vn1 ကိုနှိပ်မယ်အဲ vn1 ကိုနှိပ်ဆိုလို့ရှိရင်တော့ okay ပေးလိုက်ရောပါပဲ incoming mail ဟုတ်ပြီခင်ဗျာအခု okay ပေးလိုက်ပြီဆိုလို့ရှိရင်အကောက်ကဖွင့်သွားမှာဖြစ်ပါတယ်အကောက်ဖွင့်ဆိုရင်တော့ဒီအောက်မှာစိတ်ဝင်နေရကိုလာမယ်ဒီမှာကျွန်တော်ကောက်တယ်မှာပတ်သက်မရှိသေးဘူးပေါ့နော်အဒီလုံးပဲရှိသေးတယ်အဲ့တော့ तू ပြောတဲ့နေရာမှာကျွန်တော်ကဒီမှာ time band နဲ့ပြထားပေးတယ်ပေါ့နော် THP ကျွန်တော်ကဆောနာ time band ကိုယူရတာမို့လို့ THP နဲ့ယူရဖြစ်ပါတယ်တကယ်၍ကိုကဒေါ်လာဆိုလို့ရှိရင်ဒေါ်လာမှကိုပေါ်ပေးမှာဖြစ်ပါတယ်ခင်ဗျာနော် okay ဆိုတော့ကျွန်တော်က market chart ကိုကျွန်တော်ကအုံပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က view တဲကိုလာမယ် market west ကိုလာ အဲ့တော့ဒီမှာ market west ရဲ့မျက်နှာမှာကျွန်တော်ကျွန်တော်လိုချင်တဲ့ဈေးခွက်ကိုထည့်လိုက်ရုံပါပဲကျွန်တော်တော့ value မလဲဆိုရင်တော့ shui market ကိုပေါ့နော် shui market ဆိုလို့ရှိရင် HAU USD လို့ရိုက်ထည့်ရမယ်ဒီမှာအောက်မှာပေါ်လာတယ်အဲ့ဒီချင်းတော့ enter လေးကိုလည်း check ထားလိုက်လို့ရှိရင်ဒီမှာပေါ်လာအဲ့ဒီပေါ်လာဆိုလို့ရှိရင်ဒီဘက်မျက်နှာလေးကိုဒီဘက်ခြံကိုဆွဲထည့်လိုက်ဘာထည့်ပြဆိုလို့ရှိရင်ဒီမှာမျက်နှာပေါ်လာမှာဖြစ်ပါတယ်အကယ်၍ကိုယ့်ရဲ့ desktop မှာပေါ့နော်ကိုယ့်ရဲ့မျက်နှာပြင်မှာဒီ color လေးမရသေးဘူးဆိုရှင် color ပြန်ချင်းလို့ရတယ်အဲ့တော့မျက်နှာပြင်လေးကို right click ထားလိုက်အောက်ရဲ့ဒီ property tag ကို setting ထဲကိုသွားမယ်။ setting ထဲသွားကြည့်လို့ရှင်ဒီမျက်နှာပေါ်လာပေါ်လာကြည့်လို့ရှင်ဒီမှာ color ဆိုတဲ့နေရာလေးကိုလုံးလာမယ်။အဲကျွန်တော်က bar app ဆိုတဲ့နေရာမှာအစင်းရောင်လေး bar down ဆိုတဲ့နေရာမှာနေရောင်လေး blue candy ဆိုမှာဆေးရောင်လေးဒါလေးကိုကျွန်တော်က view လိုက်ရုံပါပဲ။ဒါကျွန်တော်က color လေးကိုကျွန်တော်က view လိုက်ပြီးဆိုလို့ရှိရင်ဒီမှာ bar candy เนาะအဲ့လိုမျိုး view လိုက်မယ်ပြီးလို့ရှိရင် show မှာကျွန်တော်ဘာလိုချင်တာလဲเนาะအခုတော့ကျွန်တော်ကလိုချင်တဲ့မလိုချင်တဲ့ဟာတွေကျွန်တော်ဖျောက်လို့ရတယ်။လိုချင်တဲ့ဟာကိုကျွန်တော်ကထည့်လို့ရတယ်ပေါ့နော်။ Okay ကျန်တဲ့ဟာကျွန်တော်ကပြောင်းပြရမလို့ဒီမှာ candy in the state ကိုကျွန်တော်ရွေးရမယ်နော် online engineer နဲ့သူရွေးထားပေးပြီးပုံလို့ကျွန်တော်ဘာမှလုပ်ရမှာတော့နော်ဒီမှာဆိုလို့ကျင်တော့ budget line chart တွေလာကျွန်တော်တော့ kennel set ကိုသုံးတာပြည်တယ်လက် kennel set တွေကိုရွေးမယ်ပြီးလို့ကျင်တော့ okay နဲ့လိုက်မယ်အဲ့တော့ကျွန်တော်ဒီလိုပုံစံနဲ့လာမယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီအောက်မှာ collagen နဲ့ indicator လေးကိုကျွန်တော်ကထည့်လို့ရတယ်ပေါ့နော်အဲ့ဒီ indicator လေးတွေကကျွန်တော်မှာထည့်လဲဆိုတော့ဒီမှာ insert တွေကိုလာမယ်ပြီးလို့ရှိရင်ဒီမှာ indicator ဆိုတဲ့နေရာလေးမှာကျွန်တော်ကဘာတွေ့သုံးမှာလဲ trend တွေ့လား oscillator ကျွန်တော်ကများဟိုက MACD တွေက momentum နဲ့လာပေါ့နော် ါတွေကိုကျွန်တော်တောင်းလို့ရတယ်ပေါ့နော် AI data ပြီးလို့ရှိရင်ဒီမှာ time frame ပေါ်မယ်1 minute 5 minute ဆက်နိုင်เนาะဒါကတော့အားလုံးအောက်တက်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီ account ဖွင့်နေအဲ့ဒီ account ကိုကျွန်တော်ကဒီ anti-fi trading platform နဲ့အချိန်ကြီးပဲဖြစ်ပါတယ်နောက်ထပ်လဲကျွန်တော်တို့ဖုန်းအတွက်တောင်းလို့ရတဲ့ဟာလေးကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဒါကတော့ computer သမားတွေတည်းဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဆိုတော့ကျွန်တော်ရေးကြည့်တဲ့ဟာကဒါလေးပဲကျွန်တော် email ထဲမှာပို့ထားပေးတယ် တော့ inner bag ရဲ့ password ရဲ့ပြီးလို့ရှိရင် server လေးရဲ့ဖက်လိုက်ရပါပဲပြီးလို့ရှိရင် platform ကတော့ကျွန်တော်လိုချင်တဲ့ platform ကို download ဆွဲရုံပါပဲကျွန်တော် phone တက်ဆိုလို့ရှိရင် phone တက်အာ phone တက်ဆိုလို့ရှိရင်ကျွန်တော်က play store မှာ download ဆွဲလို့ရတာဖြစ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီ trading account ကိုဖွင့်နေပြီဖြစ်ပါတယ်အဲဒီ trading account ကိုဖွင့်ပြီးတော့ anti five နဲ့ chain ကြီးအသုံးပြုနေပြီဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ဒီ ထွေရင်းကောက်သည်ဘယ်လိုမျိုးအကျိုးရှိလဲသုံးဝင်လဲဘာတွက်လဲဆိုတာကိုရှင်းပြပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာအဲဆိုတော့ကျွန်တော်ဒီနေ့ရှင်းပြပေးတဲ့အချက်တွေမှာအားလုံးမရှိလို့ပေါ်ပေါက်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်လည်းကျွန်တော်တို့ဒီ XF Broker နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတွေကိုကျွန်တော်ချိန်ရရတော့ကျွန်တော်တင်သွားပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share လေးလုပ်ပြီးတော့ကျွန်တော်အောက်မှာချထားပေးတဲ့ link ကိုယူပြီးတော့ register တင်ပြီးတော့ဖွင့်လိုက်ပါခင်ဗျာနော် ဖွင့်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုမျိုးအကောင့်တွေကိုဖွင့်ပြီးတော့ကိုယ့်ရဲ့ဖုန်းတွေပုံပြရင်းနဲ့ဖြည့်လို့ရတာဖြစ်ပါတယ်။ဖုန်းတဲ့ကိုကျွန်တော်ထပ်ပြီးတော့ရောက်ပြပြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲဆင်ပြေကြပါစေ။